အညာဟဆေယောရောဘွန်းဒီဗီဒီယိုမှာတော့ဒီမီနီလေးတွေထပ်ပြီးတော့မှလေ့လာကြမယ်ဖြီးနဲ့ပေါ့နော်မူရင်းတရနဲ့ပေါင်းထားတာလေးတွေကိုလေ့လာကြရအောင်အဲ့တော့ပရမဇုံစလုံးကခါခုခါခုခါခုကပရိဘောကနောက်တစ်ခုကကိုကီကိုကီကိုကီကအတာနောက်တစ်ခုဒေါ်ဒေါ်ကပူရီထက် နောက်တစ်ခုကဒါဒါဆိုတာအလုံးအကုန်လုံးအဲ့တော့တရတွေကိုဘာကြောင့်ကိုကိုပြပြသိရမယ်လို့ပြောခဲ့လဲဆိုတော့ဒီမှာကြည့် all ဆိုတဲ့တရားနဲ့ပေါင်းတော့ပို၍ထက်ဆိုတဲ့အဓိပ္ပာယ်ပို၍ပေါ့နော်နောက်ထက်ဆိုတဲ့အဓိပ္ပာယ်ဒါဟောဗျာနော်အာတရနဲ့ပေါင်းလိုက်တော့ကြောင့်အားလုံးအကုန်လုံးဒါဆိုတရားလေး꿰သွားတာနဲ့အဓိပ္ပာယ်꿰သွားတယ်ဒါကြောင့်တရားကိုကိုကိုပြပြသိရမယ်နောက်တစ်ခုကအဲ့တော့ဒေါ်ပို၍ထက်ဒါအားလုံးအကုန်လုံးနောက်တစ်ခုဒါရီဒါရီကတရားခြေတော့နောက်အီစာဟာဒါ အီစာဟာဒာအီစာဟာဒာကအိမ်ပြောင်းရွှေ့သည်ဟိုတော့နေရာထိုင်ခင်းပြောင်းရွှေ့တာအဆောက်အဦတစ်ခုကနေတခြားအဆောက်အဦကိုပြောင်းရွှေ့တာဒီအဆောင်ကနေဟိုအဆောင်ကိုပြောင်းတာဒီမြို့ကနေဟိုမြို့ကိုပြောင်းတာအဲ့ဒီလိုမျိုးပြောင်းရွှေ့တာကိုအီစာဟာဒာလို့ခေါ်တယ်နောက်တစ်ခုကနာမူနာမူဆိုတာကတစ်ပင်နောက်တစ်ခုကနောမူနောမူဆိုတာကအယံအလွန်ဒါကြောင့်ပြောတယ်ဒီမှာဆိုလဲအာတရဩတရလေးပဲပြောင်းသွားတာအဲ့တော့ ဒီတရားလေးပြောင်းသွားတာနဲ့အဓိပ္ပာယ်ကွဲသွားတယ်နာမူနာမူဆိုတာကတစ်ပင်နောမူနောမူဆိုတာကအယံအလုံးနောက်တစ်ခုနူနာနူနာဆိုတာကအမနောက်တစ်ခုဂါဒာဂါဒာဆိုတာကသွားသည်နောက်တစ်ခုနာဂါဒာနာဂါဒာနာဂါဒာကထွက်သွားသည်ဟုတ်မလားဒီမှာဂါရာတော့ကသွားသည်ရှေ့ကနာလေးထည့်လိုက်တယ်နာဂါရာနာဂါရာဆိုတော့ထွက်သွားသည်နောက် နာအိုဒာနာအိုဒာဆိုတော့ထွက်လာသည်ဟုတ်လားအိုဒာအဒီပဲရောင်းနေအဲ့တော့အိုဒာကလာသည်အဲ့တော့နာအိုဒာဆိုထွက်လာသည်မိနစ်ကျတဲ့ခါအဲ့လိုလေးကြည့်ရမယ်အဲ့တော့ဂါဒာဆိုတာသွားသည်အိုဒာဆိုတာလာသည်အဲ့ဒါကိုမှဂါဒာရဲ့ရှိမှနာလေးထည့်လိုက်မယ်နာဂါဒာဆိုထွက်သွားသည်နာအိုဒာရဲ့ရှိမှနာလေးထည့်လိုက်မယ်နာအိုဒာဆိုထွက်လာသည်အဲ့လိုလေးမိနစ်လေးတွေကိုတွဲတွဲပြီးတော့မှတ်ပြီးကြည့်ရမယ်နောက်တစ်ခုကဒါနေဒါဒါနေဒါတယောက်သည် အနဒါနီတာတက်ရောက်ဒီဒါနီတာတက်ရောက်ဒီနောက်တစ်ခုက sorry 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 ဆိုတာကအထက်ဟောပြီးနောက်တစ်ခုက igida igida က90အနိုင်ရသည်ဟုတ်နော်အဲ့တော့ igida 90အနိုင်ရသည်နောက်တစ်ခုက nurda 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 ဖြစ်သည်နေသည်နောက် nurda တည်ယူသည် ဲ့တော့ជីជីပါဥဒရနဲ့အာဒရတရပြောင်းသွားတဲ့ဒိဗေကွယ်သွားတဲ့နာရဒနုရဒအဘိတေယုဒီနောဂူရဒရွေးချယ်တယ်ဂူရဒရွေးချယ်တယ်ဟောနောပစ္စည်းအများကြီးတဲ့တခုရွေးလာရဲ့အဲ့လိုမျိုးပြောချင်တာမျိုးဆိုဂူရဒရွေးချယ်တယ်နောဂူဖုတာကိုဖုတာကိုဖုတာကဘိုက်စာတီနောက်ယူရီယူရီကဟင်ချက်ချင်းနောက်နာရာနာရာ ရာတန်နဲ့ပြောတော့မယ်နာရာနာရာဆိုတာကနိုင်ငံ now ဒူဘူဒူဘူဆိုတာကအေးပြနောက်တစ်ခုဘာဒာဘာဒာဘာဒာဆိုတာကပင်လယ်နောက်တစ်ခုအိုဒာလာတီနောက်တစ်ခုကချီလီယိုဟာဒာရာယိုရာနဲ့ယိုနဲ့ပြောင်းပေါင်းထားတော့အတန်ကအဲ့ဒါကြည့်အောင်အတန်က ရတန်တရာနဲ့ပေါင်းတော့မလို့အတန်ကနှစ်တန်အဲ့မှာဒီရဆိုတဲ့စလုံးမှာရတန်ရီလတန်ရီနှစ်တန်ရှိတယ်ဒီမှာကျတော့ရတန်တရာနဲ့ပေါင်းထားတာဖြစ်တဲ့အတွက်သူကလအတန်ထွက်မယ်အဲ့တော့အတန်ကနှစ်တန်ဆိုတော့လယူချီလယူဟာတာအမနာအဲ့လိုထွက်မယ်ချီလယူဟာတာချီလယူဟာတာအဲ့လိုအတန်ထွက်မယ်ချီလယူဟာတာကစေကူတာဒီနောက်ဒါရှိထပ်၍နောက်ထပ်ဒါရှိ ထရွေနောက်ထပ်ဒါရှိထရွေနောက်ထပ်နောက်ဒါညောအိုဒါဒါညောအိုဒာသွားပြီးပြန်လာသည်သွားပြီးတော့ပြန်လာတာဒါညောအိုဒာသွားပြီးပြန်လာသည်အော်ပီဒါဆိုရင်ဒီဟာလေးကိုပြန်ပြီးဖတ်ကြည့်ကြည့်မယ်ဘာကူပရိဘောကဂိုကီအတာဒေါပူရီထက်ဒါအားလုံးအကုန်လုံးဒါရီတရာခြေတော့အီဆာဟာဒာအိမ်ပြောင်ရွှေသည် နာမူတိပင် နော်မူအယံအလုံးနူနာအမဒီနူနာအမကကြတော့ဗာလဲဆိုရောက်ကြလေးတွေကကိုထက်အကြီး main ကလေးတွေကိုကိုထက်အသက်ကြီးတဲ့သူတွေကိုကို main ကလေးတွေကိုခေါ်တဲ့အခါမှာသုံးတဲ့အသုံးတော့နူနာအမ main ကလေးတွေကနူနာလို့မသုံးဘူးရောက်ကြလေးတွေကခေါ်တဲ့အခေါ်ပေါ်ဖြစ်တယ်နောက်တစ်ခုကဂါဒာသွားသည်နာဂါဒာထွက်သွားသည်နာဝရာထွက်လာသည်ဒါနီဒာတယောက်သည်ဆိုရီအတန် ဟိကေတာနိုင်ဒီအနာယာတိနိရဒဖိတိနေတိနာရဒတေယုတိကိုရတရွေးချယ်တိကိုဖုဒပိုင်စာတိယောရီဟင်ချက်ချင်းနာရနိုင်ငံဒူဘူးပေပြဘာဒပင်လေဩဒလာတိ ချီလျိုဟာတာစေကူတာဒီဒါရှိထရွေနောက်ထပ်ဒါမျိုးဦးတာသွားပြပြန်လာသည်ဟုတ်ပြီအဲ့တော့ဒီကိုရီးယားဆာမှာဆိုရင်မင်းနီနေကိုကြည့်တဲ့အခါကျတော့ဗောနောအော်အဲ့တော့နာရီကရိယာရေခွဲကြည့်မယ်ရိုးရိုးရှင်းရှင်းအရင်ဆုံးဗောနောဒါဆိုရင်ကြည့်အောင်အဲ့တော့ဒီဟာတွေကြတော့ပရိဘောကဒါတွေကတော့ဂါကူတို့ဂိုဂီတို့ဒါရီတို့နာမူတို့အဲ့ဒါတွေကကျတော့နန်နေဗောဒီမှာကြည့်အောင်အီဆာဟာတာအိမ်ပြောင်းရွှေ့တီအဲ့တော့ ဒီမှာအိမ်ပြောင်းရွှေ့သည်ဆိုတဲ့ကရိယာနောက်ဆုံးဘာနဲ့ဆုံးလဲဒါနဲ့ဆုံးတယ်ဒါဒါနဲ့ဆုံးတယ်ပြီးတော့ဂါဒါသွားသည်ဒါနဲ့ဆုံးတယ်နာဂါဒါထွက်သွားသည်ဒါနဲ့ဆုံးတယ်နာဝရာထွက်လာသည်ဒါနဲ့ဆုံးတယ်ဒါနီဒါတက်ရောက်သည်ဒါနဲ့ဆုံးတယ်ဒါဆိုဒီဘက်မှာလည်းဒီမဲ့ဒါတွေနဲ့ဆုံးတယ်အနောက်မြန်မာလိုတီတွေနဲ့ဆုံးတယ်အဲ့တော့ဘာလဲဆိုတော့ဒါတွေကကရိယာလေအဲ့တော့ကိုရီးယားဆာမှာမှတ်ရမှာကနောက်ကဒါအာဒါနဲ့ဆုံးနေတယ်ဆိုရင်ကရိယာလို့မှတ်ပေးရမယ်အဲ့တော့ ကိုကိုပြပြသိရမယ်ဟုတ်ပြီနော်ဒါပေမဲ့ဒီဘာသာပင်လေဆိုတော့ train ချက်ပေါ့သူကတော့နန်နဲ့မှာပေါ့ပေါ့မှာဟုတ်ပြီနော်ကျန်တဲ့ဓာတာနဲ့ဆုံးတဲ့ဟာတွေကကရိယာတွေဖြစ်တယ်အဲလိုမှတ်ထားမယ်ဒါဆိုရင်ဒီမိနစ်လေးကိုလည်းလေ့ကျင့်မယ်ဖတ်မယ်ကြက်မယ်ဟုတ်ပြီဒါဆိုနောက်တစ်ခုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ဒိုရှိစာဤကိုစဟုတ်နော်စာဤကိုစီလို့မထွက်ဘူးရှီလို့ထွက်မယ်လို့ပြောခဲ့အဲ့တော့ဒိုရှိဒိုရှိဒိုရှိကမြို့တော်နောက်တစ်ခု sorry sorry ဆိုတာကအတန် ဘူမိုဘူမိုဆိုတော့ကမိဘအဲ့တော့အဘကြီးအမောနီအဲ့လိုခွမ်းမပြောဘူမိုမိဘအော်ပြီးနောက်တစ်ခုကဘိုအီဒာဘိုအီဒာဘိုအီဒာကမြင်ရသည်ပြသည်ဘိုအီဒာမြင်ရသည်ပြသည်နောက် မာရှိတာဟောမနော်စာရီကိုရှီလို့ထပ်မပြောခဲ့မာရှိတာအေးတောက်တယ်အဲ့တော့ရေးတောက်တယ်အေးတောက်တယ်နွားနူတောက်တယ်အဲ့လိုမျိုးအေးတွေကိုတောက်တဲ့အခါမာရှိတာလို့သုံးမယ်အဲ့တော့မြန်မာလေးကြောင့်မိုဟင်္ဂစာရတဲ့အဲ့လိုမျိုးမိုဟင်္ဂတောက်တယ်အဲ့အဲ့လိုမျိုးတွေပြောကြတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကြတော့ဒီမာရှီတာနဲ့မတုံးဘူးပေါ့နော်ဒီမာရှီတာကအရေးတောက်တာအောင်ပြောချင်တာအဲ့တော့အရေးတောက်တယ်ရေးတောက်တယ်နော်နှုတ်တောက်တယ်ဘီယာတောက်တယ်အရေးတောက်တယ်အဲ့လိုမျိုးတောက်ရင်မာရှီတာ တောက်ပြီးဟိုပြီးနောက်တစ်ခုကစာဥဒါဒါကစအဲ့တော့စာဥဒါစာဥဒါကယံဖြစ်သည်နောက်မောရတာမတိပါမောရတာမတိပါနောက်မောဥဒါမောဥဒါကဆူဆောင်းသည်မောဥဒါဆူဆောင်းသည်နောက်ဘောရတာခေါ်သည်ဘိုက်ပြေသည်တချင်းဆိုသည်အဝိဒါဆိုရင်ဒါလည်းတရှိခြင်းပဲမောဥဒ္ဒါစုဆောင်ဒီမောဥဒ္ဒါစုဆောင်ဒီပစံစုတယ်ပစံစုတယ် ပစ္စည်းလေးတွေစုတယ်ပြီး animation ရုပ်တွေစုတယ်လက်စပစ္စည်းတွေစုတယ်အဲ့လိုမျိုးနော်ကိုဝါနာပါရတွေစုဆောင်တာအဲ့လိုမျိုးဟာကိုမောဒါလို့ခေါ်တယ်စုဆောင်သည်နောက်ဘုရဒဘုရဒခေါ်တာတယောက်ကိုခေါ်တာအမိခေါ်တာအဲ့လိုမျိုးဆိုလို့ရှိရင်လည်းဘုရဒခေါ်သည်အမနာတယောက်ကိုခေါ်လိုက်အောင်အဲ့လိုမျိုးဆိုလည်းဘုရဒခေါ်သည်ဘိုက်ပြေတာကိုပြောခြင်းလည်းဘုရဒလို့သုံးတယ်နောက်အမနာအဲ့တော့ ပြီးရင်တော့တချင်းဆိုတာကိုလည်းဘုရွတ်တာလို့ပဲပြောတယ်။အဲ့တော့ဘုရွတ်တာမှာအဓိပ္ပာယ်တော့မရှိတဲ့ခေါ်ဒီပိုက်ပြေးဒီတချင်းဆိုဒီနောက်ဘီဘီတာဘီဘီတာကတုတ်ဒီအဲ့တော့ဘီဘီတာတုတ်ဒီဆိုတာဆေးတုတ်တာကိုပြောရမှာမဟုတ်ဘူးနော်အရွက်တွေတုတ်တာအတုတ်တုတ်တာသမင်းတုတ်တုတ်တာအဲ့လိုမျိုးပေါ့အဲ့လိုမျိုးအတုတ်တွေတုတ်တာအဲ့ဟာကိုဘီဘီတာတုတ်ဒီလို့ခေါ်တာ။ဟောပြီးပြီးရင်တော့ဂျီတိုဂျီတိုဆိုတာကမြေပုံ။အဲ့တော့မြန်မာနိုင်ငံမြေပုံကိုရီးယားနိုင်ငံမြေပုံအဲ့လိုမျိုးဟာတွေပြောချင်းဂျီတိုလို့ပြောတာနော်။ပြီးရင်တော့ကာဆူကာဆူဆိုတာကအဆိုးတော့ ကာဆူအဆိုတော့ပြီးရင်တော့ဂျူရိုဂျူရိုကအများအားဖြင့်ဂျူရိုအများအားဖြင့်အဲ့ဂျီစစ်ဖြော်ရင်ဂျူစစ်ဖြော်ရင်ဟောပြီးနောက်ဆိုဂျူဆိုဂျူကြတော့ကိုရီးယားအရက်ဖြစ်သွားတယ်ဆိုဂျူကကိုရီးယားအရက်ဟောနောက်ဆိုဂျူကိုရီးယားအရက်ဒါတော့ဒီမိနစ်တော့ကြက်စရာမလို့ဒီမဲ့လို့ထင်ပါတယ်ဆိုဂျူကိုရီးယားအရက်နောက်တစ်ခုကမိုဂျာမိုဂျာကအောက်ထုတ် မူချအောက်ထုတ်နောက်ဆူဂိုဂီဆူဂိုဂီကအမဲတာအဲ့မှာဆိုလို့ရှိရင်အဲ့တော့အတိတ်ပဲလေးနည်းနည်းခွဲကြည့်မယ်เนาะအမှားဆိုလို့ရှိရင်ဘာလဲဆိုဆိုဆိုဂိုဂီအမေဒါဒီမှာဆိုရင်ဒီဆိုတလုံးနဲ့ဆိုရင်ဘာလို့အဓိပ္ပာယ်ရလဲဆိုတော့နွားလို့အဓိပ္ပာယ်ရတယ်ဆိုတလုံးနဲ့ဆိုရင်နောက်ဂိုဂီဆိုတာကတော့အသာအဲ့တော့နွားနဲ့အသားနဲ့ပေါင်းထားပေါ့ဆိုဂိုဂီဆိုဂိုဂီဆိုတာအမေဒါအဘိနဒါရဒါဒါရဒါကကွဲပြားချမ်းသာသည် မသူညီသည်ကိုပြချနာသည်အဝိနသာဂိုနာတာသာဂိုနာတာကမတော်တဆထိခိုက်တာမတော်တဆဖြစ်တာမတော်တဆထိခိုက်တာသာဂိုနာတာမတော်တဆထိခိုက်တာအဝိနသာတာသာတာကဝဲသည်သာတာကဝဲသည်နောက်ဖီဦးတာစိလေးတောက်သည်ဟုတ်ပြီမြန်မာလိုကတော့တောက်သည်ကြီးပြောလိုက်တာဒီမှာကြည့်ရအောင်အဲ့တော့အကြီးလေးဆိုရင်မရှိတာစိလေးတောက်တယ်လို့ပြောကြလို့ရှိရင်ဖီဦးတာလို့တောင်းတယ်ဟုတ်ပြီနောက်ဘူတာဘူတာကကြည်သည်ဒါပေမဲ့ကြည်သည်တလုံးနဲ့မမတ်နဲ့ကြည်သည်မြင်သည်တွေ့သည် ကိုကကြည့်လိုက်ရင်လည်းဘုရားအော်ကိုကမြင်လိုက်ရင်လည်းဘုရားကိုကအဲတွေ့တာဆိုရင်လည်းဘုရားကြည်တည်မြင်သည်တွေ့သည်ဘုရားကြည်တည်မြင်သည်တွေ့သည်ဒီရဲ့ဘူအီတာကမြင်ရတာပြတာအတယောက်ကိုပြတာဘူအီတာမြင်ရတာအဲလိုဆိုရင်ဘူအီတာနဲ့တော့နေအဲ့တော့ဒါဆိုလို့ရှိရင်ဒီဘုရားကကြည်တည်မြင်သည်တွေ့သည်နောက်ဘောရီရီလို့ပဲဖတ်မှာနော်ဘောရီတာဘောရီတာကလွင်ပစ်တီဘောရီတာလွင်ပစ်တီနောက်ဘီတာအ လွတ်သည်လက်သည်ဘီဒာလွတ်သည်လက်သည်နေရာလွတ်တယ်နေရာလွတ်တယ်နေရာလက်တယ်အဲ့လိုမျိုးပြောခြင်းဘီဒာလွတ်သည်လက်သည်မဟုတ်နော်အဲ့လိုမျိုးသုံးမယ်နောက်ဘာဂာကြီးဘာဂာကြီးကရေခတ်ခွက်ဘာဂာကြီးရေခတ်ခွက်ဂျူမော်နီဂျူမော်နီကဧကဂျူမော်နီဧကနောက်တစ်ခုကဂျူချာဂျူချာဂျူချာကဂါဘကင်ရချင်းကျူချာကပကင်ရချင်းနောက်ကျူဆိုလိမ့်စာကျူဆိုလိမ့်စာနောက် ဂီချာဂီချာကမီယထဂီချာမီယထနောက်ခုဂျာရီဂျာရီကနေရဟုတ်ပြီဒါဆိုဒီမှာဆိုရင်ဂျူဆိုလိဆာဆိုဂျူကကိုရီးယားရဲ့ပြောင်းပြန်လေးပေါ့နော်မိငင်းလေးကိုအဲ့လိုလေးတွဲမှတ်ပြီးကြည့်ရမယ်အဲ့တော့ဆိုဂျူကကိုရီးယားရဲ့အဲ့ဒါလေးကိုပြောင်းပြန်လမ်းဂျူဆိုဂျူဆိုဆိုရင်လိဆာဖြစ်သွားရောအဲ့လိုတွဲမှတ်ပြီးကြည့်ရပါမယ်ဂျာရီကနေရနောက်ခုအာဂျူအာဂျူကအရန်အလွန်နောက်ခုဂီခုဂီခုဂီကအယွေအစား ခုကီအရွယ်အစားဟောပြီးရင်လည်းခုကစာအီချစ်စာအီချစ်ကလည်းအရွယ်အစားလို့အဓိပ္ပာယ်ရတယ်ခုကီကလည်းအရွယ်အစားစာအီချစ်ကလည်းအရွယ်အစားအဲ့လိုတွေပဲရပါတယ်ဟောပြီးရတယ်ဆိုလို့ရှိရင်တော့ဒီဖြီးတရာ ဟုတ်လားဘီးတွေနဲ့မူရင်းတရတွေနဲ့ပေါင်းပြီးတော့မှအတန်ထွက်တာတွေကိုတေချာလေးချင်းထားပါမယ်။မီနီနီကိုလည်းကြက်ထားပါမယ်။ဒါမှအဆင်ပြေမှဖြစ်ပါတယ်။ဒါမှနောက်ပိုင်း grammar တွေသင်တဲ့ကောက်ကိုပြောချင်တာကိုလွယ်လွယ်ကူကူပြောနိုင်မှဖြစ်ပါတယ်။အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။ကမ္ဆာမနီတာ